အလုံးမင်းမင်္ဂလာပါခင်ဗျာ။ကောင်းစေတဲ့ဂျန်နမာပြန်လဲကြိုးစိုးလိုက်ပါရခင်ဗျာ။အခုတင်ဆက်ပေးမယ့်ရုပ်သံဗီဒီယိုဖိုင်းတွေကတော့မြန်မာပြည်ကလေးနဲ့ပတ်သက်ပြီးအရေးကြီးတာတွေတင်ပြလာတဲ့ကိုရှယ်လေးရဲ့ရုပ်သံဗီဒီယိုဖိုင်းလေးကိုတင်ဆက်ပေးလိုက်ပါရခင်ဗျာ။ဒါမှကိုရှယ်လေးကဘလို့အကြောင်းအရာတွေကိုတင်ပြပြောဆိုထားတဲ့ဆိုတော့ကိုအလုံးဝင်ရောက်ကြည့်ရှုလေးလာတော့တဲ့ဝေဘာပေးချောင်းပါခင်ဗျာ။အလုံးကိုလည်းကောင်းစေတဲ့ဂျန်နမာအထူးပဲကျေးဇူးတင်ရှိပါရခင်ဗျာ။ မြန်မာနိုင်ငံမှာဖြစ်နေတဲ့ငလင်ကိစ္စပေါ့ဗျာအဲ့ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ပြောသွားမယ့်အကြောင်းအရာတွေလည်းရှိတယ်လို့အခြားကိစ္စနဲ့ပတ်သက်ပြီးကျွန်တော်ပြောပြရမယ့်အကြောင်းအရာလည်းရှိပါတယ်ဟုတ်ပြီကျွန်တော်ကတော့တူ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 ပဲပြောပြလို့ရမယ်အာကျွန်တော်မနေ့ကခီးသွားစရာရှိရဲကျွန်တော်ဆော့ဆော့အိပ်ပြီးတော့ကျွန်တော်လေးစိတ်ကိုအစောကြီးဆင်းရမယ်အဲ့ဒါကြောင့်ကျွန်တော်တူတူပြောမယ်ဗျာမြန်မာနိုင်ငံနဲ့ပတ်သက်တဲ့ငလင်ဆိုတာတကဘာလုံးမှရှိနေတဲ့ငလင်တွေရဲ့ပြဿနာကိုဒါအားလုံးဟောမိတ်ဆွေညီကိုမောင်နှမတွေတိအောင် ကျွန်တော်ပြောနိုင်တာကမျက်လျင်ဆိုတာမိုးလီဝတ်ဒီလေတိုက်နှုံးနေအပူချိန်နေမုန်တိုင်းဖြစ်ပေါ်မှုတွေအဲအဲ့ဓာဒီကိုပြောနိုင်တော့ငှက်လျင်ဘတော်ဖြစ်မလဲဆိုတဲ့ဥစ္စာကိုကြိုတင်ပြောနိုင်တဲ့ကဘာမှာနီးပညာအရန်အားနေပါလေကျွန်တော်ဒေါက်တာအာခရီရှာဝုဒ်နဲ့ဒီငှက်လျင်ဟာဝိုင်ယားငှက်လျင်တိုင်းတာကြီးဒေါက်တာခရီရှာဝုဒ်နဲ့ကျွန်တော်တယ်လီဖုန်းဆက်ပြီးတော့ကျွန်တော်မေးကြည့်တယ်ဒီငှက်လျင်တိုင်းတာကြီးတွေကိုလို့ ဘာဖြစ်လို့ကြိုတင်သိအောင်လှုပ်ပေးနိုင်ခြင်းမရှိရတာလဲဆိုတော့ဒေါက်တာခရစ်ချာဝုကကျွန်တော်ကိုပြောတာအရင်ရှင်းပါတယ်မြေကြီးတဲကိုအပူချိန်တွေရောလှုပ်ရှားမှုတွေရောနော်ရွှေ့လျားပြောင်းရွှေ့မှုတွေရောအဲ့ဒါတွေကိုအာယုံခံစနစ်တွေကိုကဘာမှာငါလျင်ဖြစ်တဲ့ဒေတာတွေကိုတိတိကျကျအနည်းဆုံးပေတစ်ထောင် sorry ပေထောင်မိုင်းတစ်ထောင်ပေါ့လေမိုင်းတစ်ထောင်လောက်ထိကိုကဘာကြီးကိုထည့်သွင်းဖို့အတွက်အောက်မှာရှိနေတဲ့အပူချိန်တွေ တိတ်တီးအားတွေညှက်အားတွေအဲ့ဒါကိုခံနိုင်ဖို့အတွက်မြေကြီးတဲ့ကိုထိုးထည့်သွင်းထားရမယ်စင်တာတွေအများကြီးလိုအပ်တယ်တဲ့အဲ့ဒါတွေကပိုင်းကမလုပ်နိုင်သေးပါဘူးတဲ့အေးတို့တော့အဲ့ဒီငလျင် ဖြစ်လာပြီးပြီဆိုရင် နောက်ဆက်တွဲဘာဖြစ်လာမလဲဆိုတဲ့ဟိုတိုင်းတာချက်တွေနဲ့ဟို research ပေါ့ဗျာသူတေသနလုပ်ထားတဲ့အချက်တွေတော့ရှိတယ်တဲ့โอเคဒါဆိုရင်ကျွန်တော်ကအခုဖြစ်တဲ့ဒီစကိုင်းငလျင်ဟိုဗုံမေအောင်လိုင်းရောမန္တလေးမိုင်20กว่าတို့ကီလိုမီတာ20กว่าတို့ပေါ့ဗျာ အဲသူကပြောတယ်သူတို့ကပြောတော့စကိုင်းငလျင်ဘူးချက်မကနေသူတို့ကစတိုင်းတာတာဆိုတော့သူတို့ကအခုမြန်မာနိုင်ငံနဲ့ပတ်သက်ပြီးဒါမြေကိုမောင်နှမတွေကိုကျွန်တော်ဟိုပြောပြတာနော်သူတို့ပြောတာတော်တော်ကောင်းတယ်အဲ့ဒီငလျင်ကားတဲ့ underground spider web sinking လို့ခေါ်တယ်တဲ့ underground spider web sinking မြေအောက်ပင်ကူအိမ်ကဲ့သို့ ရေနဲ့ရွှွန့်နေဝင်လာတဲ့ငလျင်မျိုးဖြစ်သွားတယ်တဲ့ဟိုခင်ဗျားတို့အဲ့ဒီမှာဖြစ်နေတဲ့အခြေအနေကိုမိတ်ဆွေတို့ပဲသိမယ်နော်သူတို့ရှင်းပြလာအဲ့ဒီငလျင်ဖြစ်သွားပြီးရင်တဲ့နောက်ထပ်အရွေ့ရှားသွားတဲ့အခြေအနေပေါ်မှာတဲ့အတီတကြအစားထိုးဝင်ရောက်ပြီးတော့နောက်ကြောက်လွှာမြေစီလွှာတစ်ခုကစနစ်တကျအထိုင်မကျသေးဘဲနဲ့ရွေ့ရှားပြီးတော့ ဖြည်းဖြည်းချင်းငိန်သွောင်းအောင်လုပ်ရမယ့်အခြေအနေရှိနေရမယ့်အခြေအနေမျိုးကြောင့်နောက်ထပ်ငလျင်နေဆက်ပေါ်ပါတယ်တဲ့ဒါ၁နှစ်ချက်ကျွန်တော်ပြောချင်တာကအခုဝင်သွားတာကရွှန့်စည်းနဲ့ရေတွေဖြစ်တဲ့အတွက်တဲ့အဲ့ဒီဒေတာမှာဆောက်ထားတဲ့တန်တန်တန်နော်အလေးချိန်တန်နှစ်ရာထက်ကျော်တဲ့အဆောက်အဦတွေအလုံးဟာတဲ့ မိသားရဲ့စုစွမှုဒဏ်ကိုခံနိုင်မှာမဟုတ်ဘူးတဲ့ဥပမာကွန်ဒိုတို့လိုဟိုအဆင့်မြင့်တိုက်ကြီးတွေလိုလုံးချင်းအိမ်ကတော့တန်200မကျော်ဘူးဗျအဲ့ဒီလိုဆောက်ထားတဲ့အဆောက်အဦတွေဟိုအချိန်မရွေးမြေကြီးအောက်ကိုနေဝင်သွားနိုင်ပါတယ်တဲ့ကျွန်တော်ရှင်းပြပါတယ်ဗျဘာဖြစ်လို့လဲဆိုတော့အဲ့လိုတစ်ခုနဲ့တစ်ခုရွေ့ရှားလိုက်တဲ့အချိန်မှာဗျအဲ့ဒီတဲ့ကိုရွှန့်ကြီးနဲ့ရေတွေဝင်လာတဲ့အတွက်တဲ့အဲ့ဒီမြေတွေဟာတဲ့ စူစွပြောပြောင်းခြင်းကိုအ ਨੇ ဆုံးအာကျွန်တော် message လေးလာတယ်ဗျာခဏလေးဗျာအင်းတော်တော်ဒုက္ခပေးတဲ့ message ခဏလေးဗျာဟင်းဟင်းအဲ့ဒီလိုစူစွပြော့ပြောင်းသွားတဲ့အတွက် at least 1 month ော် six man တွင်နေမှာတဲ့အဲ့ဒီမှာတန်200တက်ကြော်တဲ့အဆောက်အဦတွေဟာနစ်ကြုံဆင်းသွားနိုင်ပါတယ်တဲ့ဒါကျွန်တော်ရတဲ့ message ကိုကျွန်တော်ပေးတာဒါငယ်စီနဲ့ပတ်သက်လို့ကျွန်တော်ပြောပြတာဆိုတော့အခုမန်လီတိုင်းကြီးနဲ့ဖြစ်နေတဲ့ဒေသအားလုံးအက်ကွဲနေတဲ့ပုံစံတွေကအရန်ဆွေမှုကောင်းတယ်နောက်တစ်ခုသူထပ်ပြောတာကအဲ့လိုအက်ကွဲပြီးတော့ပြိုကျနေတဲ့အချိန်မှာ မိုးရွာလိုက်ရင်ပုတ်ဆိုးပါတယ်တဲ့အဲ့ဒီ one month အတွင်းထဲမှာတဲ့အဲ့အကွဲနေတဲ့မြေကြီးတွေအောက်မှာမြေလွှာတုကြီးတွေမပိတ်နိုင်သေးတဲ့အတွက်တဲ့ကျွန်တော်ကဒီ earthquake နဲ့ပတ်သက်လို့ကျွန်တော်ကပညာရှင်မဟုတ်ဘူးเนาะကျွန်တော်မေးမြန်းပြီးတော့ကျွန်တော်ပြောပြတာကောင်းကောင်းစီးကြက်တုတ်တော့ပိတ်သွားခြင်းမရှိသေးပါဘူးတဲ့မရှိသေးတဲ့အတွက်တဲ့သူပြောတာ console လေးမရှိသေးဘူးဗောဗျာအဲ console လေးမရှိသေးဘူးတဲ့အဲ console လေးမရှိသေးတဲ့အတွက်အဲ့ဒီအချိန်မှာမိုးရွာချလိုက် အောက်ကတိုးဝင်နေတဲ့ရွှွန်နွန်နေရေတွေနဲ့အပေါ်ကရေတွေနဲ့ပေါင်းပြီးတော့ပုံမို့ပြီးတော့အောက်ခံမြေသားရိုက်ထားတဲ့ပိုင်တွေစိုက်ထားတဲ့အင်္ဂလိပ်အုတ်မြစ်တွေကပျော့ပြီးတော့အဆောက်အဦတွေပြိုဆင်းသွားနိုင်ပါလေတဲ့ဒါလက်ရှိဖြစ်ပေါ်လာမယ့်အခြေအနေအဲ့ဒါကြောင့်သူကကျွန်တော်ကိုအခုကျွန်တော်ပြောတဲ့ဟိုအခုရင်းလေးကိုလည်းမှတ်ထားဗျာသူကပြောတာကမတ်လ28ရက်နေ့မှာ မြန်မာနိုင်ငံမြေငလျင်လှုပ်ခဲ့တဲ့ဥစ္စာကတဲ့ဧပြီလ20ရက်နေ့ကနေပြီးတော့ဧပြီလ30ရက်နေ့အထိဘလောက်တည်ငြိမ်မလဲအထိကိုစောက်ဆိုင်တင်ပါတယ်တဲ့ပြင်နာပြုတ်တာလမ်းတွေအကွဲတာကိုအဲ့လောက်ကိုစောက်တင်ပါတယ်တဲ့ကျွန်တော်အဲ့လိုရှင်းပြတယ်အခုလမ်းတွေအကွဲနေတယ်သွားလို့မရဘူးအဲဒါလည်းကျွန်တော်တွေ့ရတယ်ဗျာအဲ့လိုတွေ့ရတော့ကျွန်တော်သူ့ကိုဓာတ်ပုံတွေရောဗီဒီယိုတွေနဲ့ရောကျွန်တော်ဆွေးနွေးတယ်သူကဟာဝိုင်ဒီငလျင်စင်တာဒရိုက်တာပါဆွေးနွေးတော့ तू อ่ะ တလလောက်အဲ့ဒါဒီအားလုံးစောက်ကြည့်တဲ့တဲ့စောက်ကြည့်တင်ပြီးတော့မှပြင်ဆင်တာပြုတာဒီနောက်မှဆိုတစ်ခါပြင်ရတာဒီသုံးခါပြင်ရတာဒီပြင်လို့မရတာဒီဖြစ်သွားနိုင်တယ်တဲ့သူကအကြံပေးတာပါဒါလက်ရှိဖြစ်နေတဲ့အခြေအနေနော်ဒါမိတ်ဆွေတို့ကျွန်တော် ပြောပြလိုက်တာကျွန်တော်အချိန်လည်းသိမရဘူးဆိုတော့နောက်တစ်ခုကျွန်တော်ပြောချင်တာမြန်မာနိုင်ငံကလင်းကိုနိုင်ငံသားတရင်တောက်တီဟိုတယ်ဒီမှာတဲ့မိမရှိလို့အာဘာမဖြစ်လို့ဘူဂျုတ်ဇော်မင်းထွန်းက ခင်ဗျားတို့အခေါ်ဆိုရင်ဇော်မဲလုံးလုံးကလုံးဂျလုံးပလုံးဇော်မဲဂျလုံးပလုံးအဲ့ဒါပြောတာသတင်းတောက်ဆိုတာကျွန်တော်ကိုယ်တိုင်လစ်ပြားမှာသတင်းယူဦးတယ်ကျွန်တော်တို့ဟိုတယ်ရှိမှာဘာဖြစ်မှာသတင်းသွားယူရတဲ့လူမဟုတ်ဘူးဗျကျွန်တော်တို့ယူလိုက်တဲ့သတင်းတွေကိုနိုင်ငံတကာကအခုဆိုရင်ဆက်သွယ်ရေးစနစ်အယဲမြန်ဆန်နေတယ်မြန်မာပြည်ကိုအကူအညီတွေရောပံ့ပိုးမှုတွေရောပို့လျှောက်လာဖို့တောင်းဟုတ်အဆင်ပြေနိုင်တယ် နော်ဟိုးဟိုးလစ်ပြားမှာတရင်သွားယူတုံးရတဲ့ဘဝ2090ကြားတဲ့ကဘဝကလေခင်ဗျတရင်တစ်ပုတ်ရိုက်ပြီးကြာနဲ့အဲ့ဒီရိုက်ထားတဲ့ကတ်ကိုလူ၄၅ဆင်းနဲ့တဲ့ရတဲ့ဘဝမျိုးဗျအခုကအဲ့ဒါမရှိတော့တဲ့ဘဝဗျနော်ဟိုတယ်မှာအိတ်တဲ့တရင်သမားဆိုတော့ကဘာပေါ်မှာအရင်နေပါလေဗျနော်ပြီးတော့တရင်သမားတွေလျှက်စစ်မီမရှိလို့တဲ့တရင်သမားတွေလျှက်စစ်မီမလို့ဘူးလို့ကျွန်တော်တို့စီမှာဆိုလာပက်တွေ ဘက်ထရီဘန့်နေအများကြီးပါတယ်လို့ရှင်းပြလိုက်ပါဦးဟုတ်မလားเนาะချော့အဲ့ဒါကြီးကိုကန့်ကွက်ဆန့်ကျင်လိုက်တဲ့တည်င်းဌာနပေါင်း90ကျော်မြန်မာပြည်ရဲ့အခက်အခဲကိုတကဘာလုံးဝင်လာပြီးကုညီဆောင်ရွက်ဖို့အတွက်အခုလိုညင်းဆူတုတ်ပြန်တာကလည်းဟိုမြန်မာ blain is blind နဲ့အင်္ဂလိပ်ဒီမှာဓမ္မပြောမြန်မာ blain မြန်မာကတခုခုကိုညင်းဆန်ပြီဆိုရင်အဲ့ဒါကန်းနေတာတဲ့မြန်မာ blain is blind အဲ့လိုပြောတယ်ဗျာဓမ္မ ဟုတ်ပြီနော်မြန်မာ brain is blind အမှတ်ထားလိုက်ဟုတ်ဆိုတော့အခုမြန်မာ brain is blind ဖြစ်နေဆိုတော့ကျွန်တော်ပြောချင်တာဇော်မင်းထော်ဂျလုံးဘလုံးဂျမဲလုံးသိအောင်ပြောချင်တာမင်းနေရထိုင်ခင်းဘယ်တည်င်းတောက်ကူမှာပြေးစရာမလိုမင်းမှာပြေးစရာအကြောင်းလည်းမရှိဘူးပြေးဖို့လည်းမင်းစီကမတောက်ဘူးဒါပဲဟုတ်ပြီနော်ဒါဂျလုံးဘလုံးငမဲလုံးကိုပြောတာဟုတ်ပြီနော်နံပါတ်3ကျွန်တော်ပြောချင်တယ် မင်းအောင်ထိုင်မှာကိုပိုင်တားသမီးတွေမရှိဘူးဒါအခုကျွန်တော်အများနဲ့စိတ်ခေါ်နေတယ်တားသမီးမရှိဘူးတရုတ်ကြီးတက်ချပြီးတော့မြင်းကြံကမြင်းလဲမှောင်းတဲ့တမားတက်ချပြီးမွေးထားတဲ့ကလေးနှစ်ယောက်အတွက်လုံနေကြရတယ်စီးဝါအကျိုးရှာနေရတာလေဒီနေရာမှာရက်တင်ပြီဟုတ်လားဤကြကွေးရောင်းတဲ့တရုတ်သားနဲ့မြင်းလဲမှောင်းတမားချလိုက်တဲ့ကောင်မနဲ့အတွက်ကိုမင်းအောင်ထိုင်စီးဝါရှာနေညာလွန်သွားပြီ 地嘛下来哟，真老些开年我看着你家人，谁说见那个。第一开门就就拉哈，都你妈平安快乐的欧子，那狗一对，单皮这窟窿吃奶奶了，一开你三斤呀么？好比啦？没有再济没再济，没有烧肉吃的红吃的，第二面，第就就落个，都你妈平我吃大的狗啥？这单皮肉一捏臭味道，没有三斤啊，好了，啊，没老一开年我别表了。 我啊，百米来长，我格地大地叮家家挂，well、没红来，打着米猪猪沙，打着面没信号呢。一家鬼小的得用车的啊讲呢，你来忙来讲车的够慢的对吧？所以我想看了下的对比呀，啊，显拿政府讲第一般人就没啊，没路就开路，我地站标来挂，我地站慢间路，最家路标来挂，你妈税屋里就得要，你妈比个挂。 ဘုံလုံးရွေးချယ်ခဲ့တဲ့တကက်ဆရာကြီးတွေနဲ့ရောငါအသေးချာဆွေးနွေးပြီးတော့မှအချက်လက်တွေအားလုံးရမှာငါပြောတာဟုတ်မလားများတယ်ကွာဒါအကုန်တော့နားမယ်အကုန်ရှင်းရမယ်ဒါလေဟုတ်ပြီဒီအပိုင်းဒီမှာရမယ်တေးချာလို့ပြောတာနော်ဟိုကြော်ညိုးမင်းလို့ကောင်းမအီးလို့စောက်ချက်မရှိပဲတက်မလာနဲ့ဒီအန်နေစက်ခိုင်းလိုက်စောက်ချက်꿰တယ်ဟုတ်မလားကဲဒီမှာရမယ်နောက်တစ်ခုသွားမယ် အမေရိကန်လှူမယ်ငါတို့ test တွေငါတို့ပေးထားတဲ့ပတ်စံတွေဒါပေမဲ့အမေရိကန်အစိုးရသူက USAID ကြီးကိုပိတ်လိုက်ပြီးတော့မှပြန်လှူလာမြန်မာနံပါတ်1ပဲဒီအခွင့်အရေးကိုကြံတဲ့နိုင်ငံတွေတော့နောက်ပိုင်းရလာနိုင်တယ်ဒါကို lobby အသေးချာလုပ်နိုင်ရမယ်ဟုတ်ပြီလားငါအစိုးရဝန်ထမ်းတယောက်ဒါကိုငါတရားဝင်ပြောတာ USAID ပိတ်လိုက်ပြီမြန်မာဖြစ်လာတဲ့ကိစ္စမှာ USAID and the USAID H ကနေပြီးတော့ပေးတာဆိုတော့ဒါမပိတ်သေးဘူးပေါ့ကွာတို့နိုင်ငံကိုအမေရိကန်နိုင်ငံကကူညီတယ်လို့ပဲအခြားဒုက္ခရောက်နေတဲ့နိုင်ငံတွေလည်းကူညီလာမယ့်အဖို့ခွင့်လန်းနေပွင့်လာအောင်ကူညီခြင်းစိတ်ရှိအောင်ပူးပေါင်းဆောင်ရွက်ဖို့အဲ့ဒီစစ်တပ်ကိုမင်းတို့တိုက်တော့မလို့လေဟုတ်ပြီနော်ငါဒါရိုးရိုးရှင်းရှင်းလေးပြောပြတာနောက်တစ်ခုထပ်ပြောမယ်အခုကပြည်သူကိုပြည်သူကူညီနေရတာ ငါပဲရေးတင်လိုက်တယ်ငါရုပ်တန်နေလဲပြတယ်စကိုင်းမှာအပုတ်နဲ့နေထွက်နေပြီဆိုတော့ပို့ပြီးတော့ရုပ်တန်နေတက်လာဟုတ်ပြီလားအဲ့လိုရုပ်တန်နေတက်လာပြီးစကိုင်းကိုအခုအခုမတ်လ31ရက်နေ့မှာရောက်လာတဲ့နိုင်ငံကြီးအဖွဲ့အစည်းတွေကအသေးအချာဆက်ရန်တရားတွေနဲ့ဆောင်ရွက်ဖို့အတွက်ဟိုအောက်မှာအကုန်လုံးတင်နေပြီတင်နေပြီအဓိကက နေပြည်တော်ကိုကယ်ခိုင်းနေတာနော်နေပြည်တော်ကိုကယ်ခိုင်းနေတာ တဘာဝ BNDA ဆိုတာအဲ့လိုကယ်လို့မရဘူးနိုင်ငံတကာကဝင်ရောက်လာရင်တောင်မှကိုယ်မှလက်ရှိ planning နေရှိရတယ်ချက်ချင်းလောက်ကင်ဆောင်ရမယ်ကိစ္စတွေစက်ရန်တရားတွေကိုယ်လဲပြင်ဆင်ထားပေးရတယ်မင်းအောင်လှိုင်တို့ဘာမှမပြင်ဆင်ထားဘူးဒါအမှန်ပြောတာခင်ဗျားတို့ကြောက်စိမ့်တူးတဲ့ဘတ်ဖို့2600ကျော်တယ်ဗျာမြေတူးဆက်2600ကျော်အခုကုမ္ပဏီ28ခုကစရင်ကိုကျွန်တော်သွားကြည့်တာ 个前边呢嘛，招生多开了些的，那偷呢，偷也招来呗，没稀有不麻痹嘛。看马路越过便宜，看马路多来些的，多拉来。啊啊，空面表加咯，就开个六岔路，两内线的加来呗。嘿，没好嘞，没好抽也是呢，也喜欢看官副的，哈哈哈哈哈哈，mother My、so so so、na, now. fuck，好比那我弟弟买啥来没？ တော်တော်တုတ်တုတ်ပြောနေတာစဉ်းစားကြည့်2020မှာဟိုကောင်ဝင်းမြတ်အေးမင်းတို့ကနိုင်ငံရေးသမားလည်းမဟုတ်မင်းတို့ဝန်တန်းကြီးกว่าတက်လားအေးဒေါက်တာဝင်းမြတ်အေးဆိုတဲ့ကောင်ဝန်တန်းဟာဝန်ကြီးကြီးနဲ့စောက်ဖင်နေရတာဒီချိန်မှာထုတ်ပြောလေတဘာဝဘေးအန္တရာယ်ကာကွယ်ဖို့အတွက်ဒေါ်အောင်ဆန်းစုကြည်အမေရိကန်မှာအခက်တွေပတ်စံရှိတယ်ဒါကြကျွန်တော်အမှန်ပြောတာကျွန်တော်တေချာတိတ်လို့ပြောတာဗျာမြန်မာနိုင်ငံမှာ ဘီလီယံ400မြန်မာကျပ်ငွေထားခဲ့မင်းတို့ပြောလေခုဘာကြောင့်မင်းတို့မပြောတာလဲဟောပြောင်းဝင်လို့မရမှာလားမင်းတို့အိုင်နိုကြီးကဘာလဲဆွေးနွေးညှိနှိုင်းဖို့လားမင်းတို့မဆွေးနွေးနဲ့မင်းတို့ကြောင်းမတက်နဲ့ဘုံခွဲမယ်အိမ်မဲမဲတွေမကြိုက်နဲ့ပောက်ကွဲမယ်တင်းမယ်ပြောထားတဲ့ကောင်ဆွေးနွေးပွဲလိုင်းမဟုတ်တက်မလာနဲ့မင်းတို့တိုက်နိုင်တိုက်မတိုက်နိုင်ရင်ခွေးစက်ထုတ်ခင်းဒါပဲငါပြောချင်တယ်ဒီအချိန်မှာမင်းတို့ပြောရမှာဒါတွေရှိတယ်ဘယ်ရောက်သွားလဲမင်းတို့မပြောနဲ့ငါပြောနိုင်တယ်လीအီဗီကားတွေတွင်မှု ဆိုလာပြားတွေတွင်းဖို့ဆိုလာနဲ့ဆက်ဆက်ပစ္စည်းတွေတွင်းဖို့ EV နဲ့ပတ်သက်တဲ့ဆက်ဆက်ပစ္စည်းတွေတွင်းဖို့မင်းအောင်တိုင်ရဲ့အီကြာကွေးကြော်ရောင်းတဲ့တရုတ်နဲ့ကျွကျွမညမညားတဲ့ကျွကျွလှညမညားတဲ့တောင်မမွေးတဲ့ပြည်စုံအောင်ရဲ့အောက်ကကုမ္ပဏီခုနှစ်ခုကိုဘီလီယံ140ကျော်ချိပစ်လိုက်တာလေပြန်မလာဘူးလေဒါငါအပိုင်ပြောနေတယ်လေမင်းတို့အာနာတိတ်လိုက်တဲ့အချိန်မှာဘီလီယံ400ကျော်ရှိတယ်ကွာဟဲ့ကောဝင်းမြအေးမင်းအချောက်ဆိုရင်ဖင်ခံလိုက် ဒီအချိန်မှာဒိတ်ထွက်ပြောမင်းသိရမှာလေကွာဘာကောင်ဒီမှန်းလည်းမသိဘူးဗမာနိုင်ငံမှာဟမ်လူတယောက်ကိုယုံကြည်ပြီးတော့အစိုးရဖြစ်သွားတာ ਨੇ မအေးကွာဆဲထည့်လိုက်ရင်တော့လိုးကုန်တော့မယ်ကွာဝန်တန်းလောက်အဆင်းကမြမနိုင်ငံရေးကိုခြေလေတဲ့ခွေးမသားတွေကိုပါပိတ်ရိုက်ခြင်းစောက်အဆင်းတကောင်မှမရှိဘူးစောက်ကြက်တည်းကြီးတုံးနေကွာဒီအချိန်မှာ မင်းတို့ရှိခဲ့တဲ့ data တွေချားပြလေဝိညာဉ်အေးငါလို့အော်ငါဆဲမိတော့မယ်ကွာမသားလို့မဆဲတော့တာကွာကဲဘာကုန်နေမှန်းလည်းမသိဘူးနိုင်ငံကြီးတမားလည်းမဟုတ်စောက်ချွေစင်မျိုးဆက်လည်းမရှိဘူးကွာဘာစောက် experience မှလည်းမရှိဘူးကွာဘယ်မှလည်းမထိုးနိုင်ဖောက်နိုင်ဘူးကွာကဲကုန်နေကွာစောက်ကြက်တည်းတော်တော်တုံးနေကွာမင်းတို့ကကြက်တည်းနှစ်တုံးတုံးတာဟိုဘက်ကစကားစားလည်းတုံးတာမင်းတို့လည်းတုံးတာ တက်တည်နှစ်တုံးမှလူတို့ကြားညက်တာဟုတ်ပြီလားကဲဒါဟုတ်တယ်မှာထပ်ဖြတ်မယ်နောက်ဆုံးတစ်ခုပြောသွားမယ်ဒါဆိုရင်ခမရဘာတွေလုတ်ပေးနိုင်မလဲဟောညီမပြအလှူခံလေနာကင်မှာအလှူခံတယ်လေအဲ့တော့ချီကြောက်ရင်မနူးပါနဲ့လို့စကားစထောက်ခံသူတွေဘောမတွေရေးနေတယ်လေဟုတ်တယ်ဟိုလားချီကြောက်ဒါချီစိုးချီစိုးလည်းရေးမပြောနဲ့လို့မလို့ပြောလေကဲအင်ဒီကတောင်းဆိုချက်မှန်တယ်ဒီလောက်ပဲငါပြောနိုင်တယ်ကျန်တဲ့တိုင်းရင်းသားတွေဒီအချိန်မှာ အပြစ်ခတ်ရက်စဲထားပေးမယ်လိုအပ်တဲ့အကူအညီကိုပူပေါင်းဆောင်ရမယ်ဒါလည်းမှန်တယ်မင်းအောင်ဆိုင်ကအဲ့လိုလက်ခံပါမလားလက်မခံရင်ဘာဆက်လုပ်မလဲဒါဆိုရင်အကန့်အသတ်ပေးတင်ပြီလေ1 month 1 month ပြီးရင်မင်းမလုပ်နိုင်တဲ့အတွက်မင်းကိုတော်လှန်ပြီးငါတို့လုပ်မင်းဒိုးလိုက်တော့ဘယ်လိုဖြစ်ရ Thank you ပါအားလုံးကျေးဇူးတင်ခီးရှိလို့ဒီနေရာမှာရပ်ပလိုက်